ကဲတကယ်ချင်းများအောင်မယ်မင်္ဂလာပါနော်โอเคကျွန်တော်စီတာပရိလေးတွေတောင်းထားလို့ပေါ့နော်ကျွန်တော်ပရိလေးတွေရှာပြီးတော့တကယ်ချင်းတို့ကိုတင်ပြလိုက်ပါတယ်နော်အာကျွန်တော်အဓိကတော့အာ break တခုကိုပဲပေါ့နော်အာအရင်ဦးစားပေးရှာပေးမယ်ပထမဆုံးကတော့ကျွန်တော် break 3ခုအရင်ရှာပေးလိုက်မယ်ပေါ့နော် break 3ခုတဲ့ကမှကျွန်တော်တို့ break တစ်ခွက်ဒီကောင်းကောင်းလိုက်ရမယ် break ဖြစ်တယ်ပေါ့နော်โอเคဒါဆိုရင်ကြည့်အောင်ပေါ့နော်ကျွန်တော်တို့ဒီမှာနော် 5နှစ်5ဆိုတဲ့ဒီ၃လုံးပေါင်းခြင်းပေါ့နော်5နှစ်5เนาะဒီ5ရဲ့ဒီ2ရဲ့အာကျွန်တော်ဒီ5ရဲ့ sorry ကျွန်တော် screen မချက်ရသေးဘူးပေါ့နော် screen နဲ့ချက်ပြီးမယ် okay ဒါတော့ဆိုရင်အဆင်ပြေတော့ပြီးထင်ပါတယ်เนาะ okay 5နှစ်5ပေါင်းခြင်းနံပါတ်1ပေါ့နော်ပေါင်းခြင်းနံပါတ်1ဖြစ်တဲ့အတွက်ဒါကျွန်တော်တို့သူ့ရဲ့ပါဝါနက်ကပ်ပေါ့နော်1 4တိပြိပာ တပင်းတပင်းချားပြီးတော့ဒီမှာ၄ break လို့ဆင်းပါတယ်เนาะ9 3 5เนาะကျွန်တော်တို့ပေါင်းခြင်းဒီ၄ဖြစ်တဲ့အတွက်ပေါ့เนาะ၄ break ဖြစ်ပါတယ်နှစ်ပင်ချားပြီးတော့ဆင်းတယ်ပေါ့เนาะဒါဆိုရင်တပင်းနှစ်ပင်ချားပြီးတော့ကျွန်တော်ဒီဘက်မှာကြည့်ပါမယ်ဒီမှာနံပါတ်5เนาะဒီရောက်က3ပြီးရင်ဒီရောက်က9เนาะဒါဆိုရင်5 3 9 ောင်းခြင်းနံပါတ်3ဘလောက်ဖြစ်မလဲပောင်းခြင်းနံပါတ်3တုံညာဖြစ်ပါတယ်เนาะတုံညာဖြစ်တဲ့အတွေ့အကြုံကျွန်တော်တပင်းနှပင်းချပြီးတော့တဲ့ကျွန်တော်ဒီမှာသူ့ရဲ့ပါဝါပေါ့เนาะတုံညာ sorry ငါးပါဝါတုံညာဆိုပြီးတော့ကျွန်တော်တို့ရိုက်ပါတယ်တဲ့เนาะတပင်းနှပင်းချပြီးတော့တဲ့ကျွန်တော်ဒီမှာ1เนาะပြီးရင်ဒီမှာနံပါတ်1ပြီးရင်ဒီမှာနံပါတ်6เนาะဒါဆိုရင်၃လုံးပေါင်းခြင်းဒီပေါင်းခြင်းတုံညာဖြစ်ပါတယ်တဲ့တုံညာဖြစ်ပြီးတော့တဲ့တပင်းနှပင်းချပြီးတော့6 4ခုဆိုပြီးတော့ပေါ့เนาะ ျွန်တော်တို့ပေါင်းခြင်းနံပါတ်ခွန်ခွန် break ပေါ့เนาะဒါဆိုရင်၃ညနှစ်ခတ်ကျွန်တော်တို့ခွန်လို့စင်ပါเนาะတပင်းနှစ်ပင်ချားပြီးတော့တဲ့ဒီမှာရှိတဲ့နံပါတ်၄เนาะနံပါတ်၁နံပါတ်၂เนาะဒါဆိုရင်၃လုံးပေါင်းခြင်းဒီခွန်ဖြစ်ပါတယ်တဲ့ခွန်ဖြစ်တဲ့အတွက်တဲ့တပင်းနှစ်ပင်ချားပြီးတော့တဲ့လစ်တခွန်ဆိုပြီးတော့သူ့ပါဝါနှစ်လို့ရိုက်ပါတယ်တဲ့เนาะโอเคเนาะဒါဆိုရင်တပင်းနှစ်ပင်ချားမယ်ကျွန်တော်တို့ဒီမှာရှိနေတဲ့နံပါတ်၈ဒီမှာကကျွန်တော်တို့၃ည ဒီမှာကနံပါတ်9ပေါ့နော်ဒါဆိုရင်839ပေါင်းခြင်းနံပါတ်ခွန်ဒီတဲ့ကျွန်တော်တို့ဒီမှာနော်ခွန်နှစ်3ညဆိုတဲ့ break ကိုဆင်းပြရမယ်တဲ့နော်ဒီမူတိုင်းဆိုရင်ပေါ့နော်ခွန်နှစ်3ညနော်ခွန်နှစ်3 break နော်ခွန်နှစ်3 break โอเคဒီတဲကမှာကျွန်တော်တို့ကောင်းတဲ့ break လေးတွေရွေးကြည့်မယ်ပေါ့နော်သူကတော့ကျွန်တော်၄ကပ်ပဲပြရတယ်ပေါ့နော်၄ကပ်ပဲရတယ် ဒီအကက်ကတော့ကျွန်တော်တို့မှန်မထားဘူးပေါ့နော်9395ဆိုတဲ့အကက်ကတော့မှန်မထားဘူးဒီကနေ့စပြီးတော့ကျွန်တော်ပြပေးမယ်နော်ပြပေးမယ်ဆိုတော့ကျွန်တော်4639လို့မကြခင်မှာသူ့ရဲ့ဇောင်းမှာရှိနေတယ်တဲ့အာကျွန်တော်တို့ဒီဟိုပါပေါ့နော်1ရဲ့နော်ပြီးရင်ဒီ2ရဲ့တဲ့ပြီးရင်ဒီ4ရဲ့တဲ့ဒီလို3လုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့ခွန်ဖြစ်ပါတယ်တဲ့ခွန်ဖြစ်တဲ့တွေ့တဲ့သူ့ရဲ့ဒီနောက်တစ်နှစ် နော်ဒီဇောင်းမှာတဲ့ခွန်နှက်ခတ်သုံးရလို့ကြပါတယ်တဲ့နော်1 2 4နော်ပေါင်းချင်းခွန်ဖြစ်တဲ့အတွက်သူ့နှက်ခတ်သုံးရလို့ရိုက်ပါတယ်တဲ့ဒီမှာလဲကျွန်တော်တို့အတူတူပဲဒီမှာနံပါတ်ခွန်နံပါတ်1နံပါတ်2ပေါ့နော်ဒီလိုသုံးလုံးပေါင်းချင်းသုံးရသည်တဲ့သုံးရနှက်ခတ်တဲ့6 4ခွန်နော်ကျွန်တော်တို့သူ့ရဲ့နှက်ခတ်ခွန်ပရိတ်လို့ရိုက်ပါတယ်တဲ့နော်ဒီမှာရောကျွန်တော်တို့တစ်ချက်ကြည့်အောင်နံပါတ်1နံပါတ်1နံပါတ်1เนาะ ဒါဆိုရင်111ပေါင်းခြင်းနံပါတ်4တည်တဲ့4နက္ခတ်2လို့ရိုက်ပါတယ်တဲ့4 1 9နော်နံပါတ်2ပြိသူ့ရတာနက္ခတ်တွေကြီးပဲကျွန်တော်တို့ရိုက်သွားတယ်ပေါ့နော် Okay ဒါဒီမှာဆက်ကြည့်ပါမယ်နံပါတ်3ပေါ့နော်ပြီးရင်နံပါတ်4ဒီမှာနံပါတ်3ညာတဲ့3လုံးပေါင်းခြင်းတည်ခွန်ဖြစ်ပါတယ်တဲ့ဒါဆိုရင်ခွန်နက္ခတ်တည်ကျွန်တော်တို့3ညာလို့ရိုက်ပြရပါမယ်တဲ့နော် Okay ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီမှာကခွန်2 3ညာပြိရှိတယ်ဒီမှာကရနေတာဒီ3ညပြိဖြစ်တဲ့အတွက်ဒီကျွန်တော် တုံညာပရိတ်ဒီလေဒါအကောင်းဆုံးပေါ့နော်အကောင်းဆုံးပရိတ်လို့ဒါကျွန်တော်ယူဆပါတယ်တကယ်ချင်းမေးဆွေများကတော့ကိုကြိုက်နှစ်တဲ့ရပရိတ်ကိုကစားလို့ရတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အစားဆုံးလေးတစ်ချင်ပြန်ပြပြမယ်ပေါ့နော်ဒီလိုသုံးလုံးပေါင်းချင်းနှစ်ဖြစ်လို့နှစ်ပင်ချားပြီးတော့သူ့ရဲ့နှက်ခတ်ပေါ့နော်လေးလို့ရိုက်ပါတယ်ဒါပထမအမူပေါ့နော်ဒီမှာကတော့ပေါင်းချင်း၅ဖြစ်တဲ့အတွက်သူ့ပါဝါနော်နှစ်ပင်ချားပြီးတော့သုံးရပါ အာဒီမှာက၃ညဖြစ်တဲ့အတွက်သူနှက်ခတ်ပေါ့နော်နှစ်ပင်ချပြီးတော့ခွန်လို့ရိုက်ပါတယ်နော်ဒီမှာကခွန်သူပါဝါနှစ်ပင်ချပြီးတော့နှစ်ပရိတ်လို့ရိုက်တယ်ဒီတော့ကြောင့်ဒီမှာရှိနေတဲ့နံပါတ်ခွန်ဒီတဲ့ကျွန်တော်တို့ဒီမှာခွန်နှစ်၃ညပေါ့နော်ပါဝါနှက်ခတ်တိုက်ရိုက်ဆိုပြီးတော့ကျွန်တော်တို့ဖမ်းပါတယ်နော်ဒုတိယတစ်စိုက်ကတော့ဒီမှာက1 2 4ဆိုတဲ့ပေါင်းချင်းခွန်ဖြစ်တဲ့အတွက်သူနှက်ခတ်၃ညလို့ရိုက်တယ် ဒီမှာကလည်းပေါင်းခြင်း၃ညဖြစ်တဲ့အတွက်၃ညနှစ်ခခွန်လို့ရိုက်ပါတယ်ဒီမှာကပေါင်းခြင်း၄ဖြစ်တဲ့အတွက်၄နှစ်ကနှစ်လို့ရိုက်ပါတယ်เนาะဒီတော့ကြောင့်ဒီမှာပေါင်းခြင်းခွန်ဖြစ်နေတဲ့အတွက်ခွန်နှစ်ခ၃ညလို့မြန်ရိုက်မလားဆိုပြီးတော့เนาะကျွန်တော်တို့၃ညပြိလေးပေါ့เนาะဒါအကောင်းဆုံးပြိလေးကျွန်တော်ချပြလိုက်ပါတယ်ဗျအားလုံးပဲကျေးဇူးထူတင်ပါတယ်ကြိုင်နေတဲ့တဲ့ဆိုရင် like share လေးလုပ်သွားပေးခဲ့ပါတကယ်ချင်းတို့ရထားတဲ့ပြိလေးတွေရှိတယ်ဆိုရင်လည်း comment မှာပြီးခဲ့လို့ရပါတယ်ဗျဘာပဲမှာ